ဲမင်္ဂလာပါရှင်မနက်ဖြန်စက်တင်ဘာလ26ရက်နေ့အတွက်ထူးခြားမှုလေဝသအခြေအနေတွေနဲ့ရာဂါစာတိုင်ဖုန်းမုန်တိုင်းရဲ့နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်ရာဂါစာတိုင်ဖုန်းမုန်တိုင်းဟာတရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွေကိုဒီကနေ့စက်တင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းမှာဖျက်ကျော်ဝင်ရောက်ခဲ့ပြီးတရုတ်နဲ့ဗီယက်နမ်နယ်စပ်အရောက်မှာတော့အပူပိုင်းမုန်တိုင်းငယ်အဖြစ်အာရော့သွားပြီးတနအီ၄တိုင်နှုန်းက35မိုင်သာရှိတော့တယ်လို့သိရပါဗျာ အဆိုပါပူပိုင်းမုံနိုင်ငယ်ကနောက်24နှစ်အတွင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဖျက်ချော်ရင်လာအိုနိုင်ငံရောက်မှာတော့လီဗီးယားနဲ့ရောင်းဝယ်အဖြစ်ထပ်မံအာရုံသွားမှာဖြစ်ပြီးမြန်မာနိုင်ငံကရှမ်းပြည်အရှေ့ပိုင်းရောက်ချိန်မှာတော့လီဗူလိုင်းစင်သာရှိပါတော့မယ်လို့မိုးလီဝါဒပညာရှင်များကထုတ်ပြန်ထားပါတယ်။ဒီကနေ့စက်တင်ဘာလ25ရက်နေ့ကနေအောက်တိုဘာလ1ရက်နေ့အထိမန္တလေးတိုင်းမှာမိုးရချိန်လေးလက်မကနေ6.5လက်မမန္တလေးမြို့ပေါ်မှာတော့9လက်မအထိရွာနိုင်ပြီး မြို့ပေါ်ကအကျိုးနေရာတွေမှာရေရှမ်းနိုင်ပြီးပြင်းလင်ဘက်မှာတော့မြေပြိုဓာတွေဖြစ်နိုင်တယ်လို့သိရပါဗျ။မကွေးတိုင်းမှာတော့မိုးရေချိန်3.5လက်မကနေ5.5လက်မအထိနေရာအနှံ့ပြားမိုးရွာနိုင်ပြီးနေရာကွက်ပြီးမိုးတက်ထန်နိုင်တယ်လို့ပခုတ်ကူနဲ့ကံကောခရိုင်တွေမှာချောင်းရေတွေရှမ်းနိုင်တယ်လို့သိရပါဗျ။စကိုင်းတိုင်းအောင်ပိုင်းမှာတော့မိုးရေချိန်3.8လက်မကနေ5.8လက်မအထိရွာသွန်းနိုင်ပြီးချင်းမြင့်မြဝန်တရှောင်းမှာမိုးတဲထန်နိုင်ပြီးမြေရေတွေမြင့်တက်နိုင်တာမို့မြေရေရှမ်းနာတွေဖြစ်နိုင်တယ်လို့သိရပါဗျ။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းမှာလည်းမိုးရေချိန်၄.၅လက်မကနေ၇လက်မအထိရွာသွန်းနိုင်ပြီးတောင်ဆောင်တွေမှာမိုးတက်ထန်ပြီးရုတ်တရက်ရေကြီးတာတွေဖြစ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသိပေးထားပါတယ်။မြေချင်းလေးကတော့တောင်ကုခရိုင်မှာစစ်တောင်းမြေကြီးနိုင်ခြေကအလဲလက်ဆင်းနဲ့အောက်တိုဘာလ9ရက်နေ့အထိဆက်ရှိနိုင်ပြီးစစ်တောင်းမြေတရှောင်းမိုးတင့်တင့်ရွာတာနဲ့ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်နေဆက်တောင်ကျောတွေပေါ်မှာမိုးတက်ထန်နိုင်တာကြောင့်စစ်တောင်းမြေရဲ့အောက်ရေတောင်က နေပြီးတော့တက်ကုန်းဘက်မှာလည်းအထက်ဘက်ကနေမြည်ရထဆင်းလာနိုင်တာတို့ကြောင့်ဘကိုးတိုင်းရှေ့ချမ်းစစ်တောင်းမြဝမ်းတစ်လျှောက်မှာမြည်ရကြီးတာနဲ့ရုတ်တရက်ရကြီးတာတွေဖြစ်နိုင်တာကြောင့်မြကမ်းမြေအနေပိုင်းရက်ကွက်နဲ့ကျေးရွာတွေမှာအထူးသတိပြုဖို့ဥဝင်းနိုင်ငံအသိပေးထားပါတယ်။နေပြီးတော့တက်ကုန်းဘက်မှာတော့စစ်တောင်းမြေကြီးနိုင်ခြေသတိပေးချက်ကအောက်တိုဘာလ9ရက်နေ့အထိအလယ်အလတ်ဆင်းနဲ့ဆက်ရှိနေမယ်လို့သိရပါတယ်။အေယော်ရီမြင့်နဲ့ချင်းရင်းမြင့်ဘက်မှာတော့ထူးခြားမြေကြီးဖို့မရှိဘူးလို့ဦးနိုင်လင်းထွေးမိုးစလာကအတည်ပြုထားပါဗျ ။တပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တို့မှာမုတ်တုံလျားကောင်းနေပါတယ်။နှစ်ပြန်စက်တင်ဘာလ26ရက်နေ့နေ့လယ်အထိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြ၊စကိုင်းတိုင်းနဲ့ကရင်နီ၊ကယားပြည်နယ်တို့မှာနေရာကျကျ၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစစ်စိမ့်နေ။ကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်။ ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်မြမကန်ရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ကမိုးတက်လေပြင်းကြစဲမှာရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က10ဘေကနေ12ဘေခန့်ထိရှိနိုင်ပါတယ် နောက်နှစ်ရက်တွင်ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းနဲ့နေပြည်တော်တို့မှာမိုးပေါ်လာနိုင်ပါတယ်။မိုးလေဝသသတင်းတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းရောမြန်မာနိုင်ငံသူနိုင်ငံသားများသာမကကဘာပေါ်ကတက်ရှိအားလုံးဘေးပေါင်းကင်းဝေးကြပါစေရှင်။